လေးစားတဲ့လူကြီးမြတ်မြတ်ခင်ဗျာဘသဝရာဤတဲ့နိုင်ငံမှာရှိတဲ့မြို့ဘသဝရာရှမ်းစီးရီးယားနိုင်ငံမှာရှိတဲ့မြို့အခုကဘသဝရာရှမ်းစီးရီးယားနိုင်ငံမှာရှိတဲ့တမန်မတ်ဆလောလာအလိုင်ဖလန်ရဲ့ကြိုတင်မြင်ကြားတဲ့အသေးတစ်ခုကိုတင်ပြမယ်ဒီเจ้าကအဘူတာဝေကျမ်းမှာလာရှိတယ် သင်ပြန်တဲ့သွားပါကြီးကတော့အာဒရအနာဘောဒီလောက်တာလာအလိုတခင်ဖြစ်သူကနေတင်ပြတယ်ကျွန်တော်ကိုတမန်နမက်ဆလောက်လာလဲဖလန်ကမိန်တယ်ဟိုအနာလူတို့မျိုးတင်များကတီးပြီးတော့နေထိုင်ကြတယ်အဲ့ဒီမျိုးတွေအနဲ့ဘိုဆိုရာဟိုဆိုတဲ့မျိုးတစ်မျိုးလည်းပါဝင်လိုက်တယ်အတင်မှတ်တာအကဲအတင်တို့ အဲ့ဒီမျိုးကိုဝင်ရောက်ကြမယ်ဆိုလေအဲ့ဒီမျိုးရဲ့ကြောက်သားမြေများမြေငံများဥယျာဉ်များဈေးများနဲ့လူကုန်တန်တို့ရဲ့တကားများမှ တကားများမှရှောင်ကျဉ်ပြီးအဲ့ဒီနေရာနဲ့ဝေးရာတောင်းတနေရာမှာသွားရောက်နေထိုင်ကြဘာကြောင့်လဲဆိုရင်အဲ့ဒီမျိုးကမြေမျိုးချင်းခံရမယ်မျိုးဖြစ်တယ်ဂဲမိုးရွာချင်းခံရမယ်ဖြစ်တယ်ငလင်လုတ်ခံရမယ်ဖြစ်တယ် လူတို့ရဲ့ရုပ်သင်းတရံနေပြောင်းလဲသွားကြမှာဖြစ်တယ်။အာရိယဟဒိတကကျိုးရင်ဟောကိန်းနှစ်ခုကိုမိန့်တော်မူထားတယ်။ပရမတ်တစ်ခုကမျိုးတစ်တည်ပြီးနေထိုင်တယ်။အမိမာပုဆိုတာဖြစ်တယ်။ဒုတိယတစ်ခုမှာအသက်အပြစ်တန်းလေးမျိုးကြောက်လာခြင်းဖြစ်တယ်။ပရမဟောကိန်းကတော့အပြေဝတ်ထင်ရှားခဲ့တယ်။ဒုတိယဟောကိန်းမှာအင်ရှာအလ္လာ လာမည့်ကာလများမှာပြီးဝသွားထင်ရှားလာနိုင်မယ်။ပရမဟောကိန်းပြီးဝခဲ့တဲ့ပုံကတော့ဟာဒရာအူမာဘောဒူလောတာလာအနုတခင် ကက်မှာဖာရစ်ကအီရန်နဲ့စစ်ဖြစ်တယ်။အဲ့ဒီအတွက်ဘုသရာမြို့တည်ရှိလာတဲ့နေရာမှာအိန္ဒိယကိုသွားလာတဲ့ဆက်သွယ်နိုင်တဲ့လမ်းတစ်ခုရှိတယ်။တရုတ်ကနေထွက်တဲ့ပိုလာမာယီဆိုပြီးတော့ရှိတယ်။အဲ့ဒီအခါကဟာဒရာအိုမာရောဒီယောလောတာလာအမှုတခင်ကအဲ့အီရန်ကြီးအီရန်တို့ကမွတ်စလင်တို့ကို တိုက်ခိုက်ရအတွက် ဲ့ဒီလမ်းကနေအိန္ဒိယထံကနေစစ်ကူတောင်းမအောင်စိုးရိမ်ပြီးအဲ့ဒီနေရာမှာမွတ်စလင်တို့အတွက်မြို့တည်နေထိုင်ခဲ့တယ်။ဆိုတော့ဟာဒရော့အိုဒဘာဘင်ကဇဝါရောဒီယလာတာလာအနုဒခင်ကဟဂျရီ၁၈ခုနှစ်မှာဘိုဆိုရာမြို့ကိုတည်ခဲ့တယ်။အဲ့ဘိုဆိုရာဆိုတဲ့မြို့ကပဟီရာဆိုတဲ့ဘုံကြီးတမန်နမတ်ဆလောလာအလိုင်ဆာကိုနဗီဖြစ်မယ်လို့ဟောကိန်းထုတ်ခဲ့တဲ့နေရာလေ ဖြစ်ပါတယ်